တော်ရန်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမောင်သိန်းဆိုင်ရဲ့စောတို့ရဲ့မောဆိုတဲ့ဝတ္ထုတွေကို နားဆင်ရမှာဖြစ်ပါတယ် ဆောင်းရာသီတို့ဝင်စားပြုလာပြီးဖြစ်သဖြင့်တစတစအေးမြလာခြင်းကိုအကြောင်းပြုကစာရေးဆရာကိုနန္နာသည်ရှမ်းပြည်ကိုအထုတလဲသတိရတန်းတာနေမိလေသည် အမှန်ဆိုသော ကိုနန္နာရှမ်းပြည်တို့မရောက်ခဲ့သည်မှာကြာပြီအနည်းဆုံး9နှစ်လောက်တော့ရှိပြီဖြစ်သည်တို့ရာတွင် ရှမ်းပြည်နှင့်ပတ်သက်လျက်ယနေ့တိုင်အောင် သူသည် ရေးနိုင်စွမ်းရှိသေးဖြစ်သည်သူသည်တရင်ကမြမြင်တွေ့ခဲ့ရသော ရှမ်းပြည်၏အလှအပကို ချစ်ချစ်ကုတ်ကုတ်ပြန်ပြောင်းစဉ်းစားကာဝိထုများတဲ့တွင်ထဲ့သွင်းရေးသားခြင်းဖြစ်လေသည်ရန်ကုန်မြို့ရှိစာရေးစပွဲမှာထိုင်ကာကာလအတန်ကြာမျှကွဲကွာနေခဲ့သော ရှမ်းပြည်ရှုခင်းများကို ပြန်ပြောင်းစဉ်းစားလိုက်သည်ဆိုလျင်ပင်ဒီရှုခင်းတွေက ပေါ်လာတော့သည် သူ၏နှကောင်းဝါတွင် ထင်းရှုနှင့်ယူကလစ်နမ်းများတင်းလာတော့သည် သူရေးသမျှဝိထုတိုင်းတွင်ရှမ်းပြည်เจ้าနှင့်ပတ်သက်၍တခုမဟုတ်တခု ပါဝင်နေတတ်သည်ဖြစ်ရာ အချို့ကသူ့ကို ရှမ်းပြည်၌မွေးဖွားကြီးပြင်းသူ သို့မဟုတ်ကာလရှည်ကြာမြင့်စွာ နေထိုင်မှုသူဟု ယူဆကြသည်စင်စစ်တွင်မူကိုနန္နာသည် စစ်စစ်ပပောက်ရှမ်းပြည်သို့နှာခေါင်းမြသာရောက်ဖူးသူဖြစ်လေသည် ရှမ်းပြည်သို့ဒီမြသာရောက်ဖူးပါလျက်သူ့ကလောင်သွားမှ ရှမ်းပြည်အကြောင်းတွေတောင်ကြဆန်းပါမှာယူစည်းကြလာပုံမှာအံ့ဩချီးမွမ်းပွေကောင်းလာသည်ဟုရေးပေါ်အချို့ကဆိုလေသည် ရှမ်းပြည်နှင့်ပတ်သက်၍ရေးဖွဲ့နိုင်စွမ်းရှိလွန်းသောစာရေးဆရာတရားဟုချီးကျူးလာလျင် သူကျေနပ်သည်နှစ်သိမ့်ချင်းဖြစ်မိလေသည်နှွေဦးပေါက်လေတိုင်းရှမ်းပြည်သို့တွားရောက်လိုသောစိတ်ဆန္ဒပေါ်လာတတ်သည်မှာ နှစ်တိုင်းပင်ဖြစ်တော်သည်တို့ရာတွင် ကိုနန္ဒာသည် စာရေးခြင်းအလုပ်သာမကတစ်ဖက်မှာလည်းနမဲကျော်မဂ္ဂဇင်းကြီးတစ်စောင်၌တီးဖြတ်ခြင်းအလုပ်ကိုလုပ်ကင်နေရလျာစိတ်ထင်တိုင်းမပေါက်ရောက်နိုင်မဲရှိကြသည် နှစ်စဉ်လိုပင်ကိုနနာဤရီမှန်းချက်သည်မဲမဲရရမရှိဘဲပျောက်ပြက်ခဲ့ရသည်ကြီးဖြစ်လေသည်ယခုနှစ်တွင်လည်းကိုနနာသည် အခါတိုင်းတစ်တွေကလိုပင်နှွေဦးပေါင်၌ရှမ်းပြည်သို့တွားရောက်ရန်ဆန္ဒရှိနေပြန်ပေသည် လောလောဆယ်ကာလမှုပဲလားမသိဒီတခါရှမ်းပြည်သို့တွားရောက်လို့သောချင်းချင်းသည် အခါတိုင်းနှစ်များကတည်းကပုံမပြင်းပြသည်ဟုကိုနန္ဒယူဆထားလေသည် ကိုနန္နာဤဇနီးမတိရာသည်စာရေးစပွဲ၌လာ၍ရက်လေသည်ကိုနန္နာဤအတွေ့ပြက်သွားသည်ဇနီးတဲကိုမျက်မှန်ခိုင်းမှကြော်၍မော့ကြည့်လိုက်သည်ကိုနန္နာဤဇနီးတဲဝမ်းပိုက်အတွင်းမှတရေသားကိုတဲပူးထားရပေသည်အရက်ပူပြက်သောမိန်းကလေးဖြစ်၍ကိုဝင်ဆောင်ထားရစဉ်အခါ၌ကြည့်မကောင်းလာပြီဆောင်းခါဖြစ်၍လည်းမတိရာဤနှခမ်းများမှ၆တွေ့ကွဲအံ့နေသည် မျက်နာမှအသားသည် အေးပက်လျက်ပကြအံများထင်နေသည် ပါမို့စုံစုံမှာလဲစုပ်ဖွားဖွားဖြစ်နေသည်ရှမ်းမလီတွေရဲ့ပါဥသာဆိုလို့ရှိရင်ရဲနေတာပဲတကယ်ကို စတော်ဘယ်ရီသီးကျနေတာပဲကိုနန္နာကဇနီးတဲ့ဤမျက်နှာကိုမော်ချီရင်မစီမဆိုင်ပြောလိုက်လေသည်ကိုနန္နာဤစကားကိုမတ်တီရာကအပြည့်စုံနားလည်နိုင်ဟန်မတူပဲဘာရဲဟုလှမ်းမေးလေသည်ကိုနန္နာသည်စောစောကစကားကိုဇနီးတဲ့အားထပ်မံပြောကြလို့စိတ်မရှိသဖြင့်အခြားသောဘာမှမဟုတ်ပါဘူးကွာ ိုလည်းရှမ်းပြည်မရောက်တာတော့ကြပြီမဟုတ်လားဒီနှစ်ຫນွေဥပေါက်လောက်ကြရင်တွားရကောင်းမလားလို့ဟုအဆက်ဆက်မရှိသောစကားကိုဆူလိုက်ပြန်၏အကောင်းသားပဲကိုသွားရင်တီတာလဲလိုက်မယ်လေတီတာလဲရှမ်းပြည်ရောက်ဖူးကျင်တာနဲ့အတော်ပဲမတီတာဤစကားကြောင့်ကိုနန္နာသည်ခက်တွေတွေဖြစ်သွားသည် စင်စစ်တွင်သူသည် ခီးသွားလိုသောဆန္ဒပေါ်ပေါက်စင်းကမတီတာကိုအပါခေါ်ရန် တွေးတောထားခြင်းမရှိကြလိုက်ပါစေလိုခြင်းလည်းမရှိပေ တကိုရေတကာရလွတ်လွတ်လပ်လပ်ခီးသွွားလူစိတ်သာရှိပေသည်အသက်ရွယ်များစွာကြည်ရင်ခြင်းမရှိသေးသောကိုနန္ဒာသည် တကိုတဲခီးသွွားရခြင်း၌ကြုံတွေ့ရတတ်သောနှလုံးသားနှင့်ပတ်သက်သည့်ရင်ခုန်ရခြင်းအတွေ့အကြုံမျိုးကိုလိုလားတောင်းတလျက်ပင်ရှိပေသေးသည်အမိလိုက်လို့ဘယ်ဖြစ်မှလဲအဲ့ဒီအချိန်လောက်ကြာရင်အမိကမွေးခြင်းမွေးနေမှာကိုနန္ဒာဤကန့်ကွက်စကားကြောင့်မတ္တီရာမကြေမနက်ဖြစ်မိသည်အမှန်ပင် အဲ့ဒီလိုဆိုရင်အိမ်ကမိမကခလေးမီးဖွားနေတော့ယောက်ျားလုပ်တဲ့သူကတရက်တကြီးကိုတွားနေတယ်ဆိုတာဘယ်မှာအဓိပ္ပာယ်ရှိတော့မှာလဲမတ်တီတာမလိုက်ရရင်ကိုလည်းမတွားနဲ့ပေါ့ကိုနန္နာဤဇနီးဝမ်းကြီးတဲ့မတ်တီတာသည် လင်းဖြစ်သူအားမြည်တွန်တောက်တိယုံမြဖြင့်အာမရနိုင်မဲရှမ်းမာကလေးများမှာ ရိုးသားသည်ဆိုသည့်တိုင်အ ਨੇ ဆုံးလင်းကိုရောက်တော့ယူလေရှိသည် ရှမ်းယိုးလင်းကိုရောက်ဟူသောစကပုံ ခြေတပောင်ကျိုးဖြင့် သူမတကားအမြတ်မရောက်ဖူးသောဒေတာရှိဘဝတူမိမသားများ၏အကျင့်ဇာရိတာကို မရောက်နိုင်သည်မဟုတ်ပါဘဲနှိမ့်ချပတ္တတာဆိုခြင်းလေသည်ကိုနန္ဒာသည်ရှမ်းယိုလင်ကိုဟူသည့်သကပုံမှန်ဖြင့်ရိုးသားသော ရှမ်းမျိုးသမီးတို့လင်ယောက်ျားကိုဖျားတဆူဂူတလုံးတွင် ကိုးကွယ်ခြင်းအကြောင်းရှင်းပြမည်ပြုသေး၏တို့ရာတွင်ဇနီးတဲ့ဤစကားကိုကြားဝင်ပြောနိုင်စွမ်းမရှိသောကြောင့်ထိုနေ့နက်နက်ကနက်နက်စာအလွတ်ခန်းကမဂ္ဂဇင်းတိုက်သူ စောစောစီစီထွက်လာခဲ့လေသည်။စာတဲ့သပွဲ၌ခြေပြက်လက်ပြက်ဝင်ထိုင်လိုက်သောအခါသပွဲပေါ်မှ စာတစောင်ကိုကိုနန္နာတွေ့ရလေသည်။သူ၏အမိလိပ်စာကို စာအိတ်ပေါ်၌ရေးထားကြောင်းမြင်ရ၏။ကိုနန္နာကလက်ရည်ကိုအသေးချာစူးစမ်းကြည့်ရှုမိ၏။လေရင်မှာလှသည်ဟုမဆိုသာတော့လေညဉ့်ညာဤတက်ရဲ့ဤတေးကြဤတို့ဥနန္နာစာရေးစရာငွေတာယာမဂ္ဂဇင်းတိုင်း46လမ်းရန်ကုန်မြို့ ကိုနနာထံစာရေးလေရှိသောအတိကျွမ်းထဲမှဟုတ်ဟန်မတူပဲစာဖတ်သူတူဦးထံမှမိတ်ဆက်စာတော်၎င်းသူဤဝိထုတပုတ်နှစ်ပုတ်ကို ဝေဖန်စာတော်၎င်းဖြစ်မည်ထင်၏ကိုနနာဤမျက်စီဆုံးသည် စာအိတ်တောင်ရှိ ပေးပို့သူအမည်သို့ရောက်ရှိသွား၏ထို့အခါကိုနနာဤလက်သည်စုပ်ကိုင်းထားသောစာအိတ်ကိုလွှတ်ချမိတော်မတက်ရှိလေသည်ကြောက်မဲ့ရွှန်ရှာဝဲရာအရာဝိထုတစ်ခုခုကိုစုပ်ကိုင်းထားမိသည့်နယ်ခံစားလိုက်ရလေသည် စာအိပ်ဤလက်ဝဲတောင်၌မှစောမာလာခိတပန်းကြိုင်စခန်းလင်းခေမျိုးဟူသောစာလုံးများကို ကိုနန္နာတွေ့လိုက်ရသောကြောင့်ဖြစ်လေသည် ကိုနန္နာသည် ရုတ်တရက်မှင်တက်မိသလိုရှိရာမှတတိပြန်ဝင်လာကစောစောကကြောက်ရွံ့သလိုခံစားရမှုအတွက်ရှက်မိလေသည်တို့တိုင်အောင်သူသည် စာအိပ်ကိုစပွဲပေါ်သို့မှောက်လျက်ပြန်ချထားလိုက်ခါစကူဖီသောဖန်လုံးကလေးဖြင့်ဖိထားလိုက်လေသည် သူသည်မလုံမရှားနိုင်တော့ပြီဖြစ်သော စာအိတ်ကိုပင်ရုတ်တရက်ထ၍ရံပြုလာမည်ရန်သူတစ်ဖွဲမျက်ခြေမပြတ်ငေးကြည့်နေလေ၏။မောက်ခင်နိုင်မောက်ခင်နိုင်ကိုနန္ဒာကသူ၏အခန်းပြင်ဘက်မှရှိသောလက်ထောက်စာတီးကို ကျဲလောင်စွာလှမ်း၍ခေါ်လိုက်သည်။မမျော်လင့်မဲ့အတန်ကကျဲလောင်သွားသည်ဖြစ်ရာသူ၏အတန်ကအခန်းနယံများနှင့်ရိုက်ခတ်မိပြီးသူထံပဲ့တင်တန်းဖြင့်ပြန်ရောက်လာသည်။အပြင်ဘက်မှ ခမလာပြီးစရာအတန်နှစ်တူလက်ထောက်စားတဲ့မောင်းခင်နိုင်သည်အခန်းတွင်းမှပြပြသည်လဲဝင်လာသည်ဒီစာဘယ်တော့ငါရောက်လာတာလဲမောင်းခင်နိုင် မနေ့ညနေဆရာပြန်သွားပြီးမှရောက်လာတာပါညနေစာဝေးချိန်မှပါဆရာကိုနန္ဒာသည်ခိတ္တမြတွေ့ဝေ၍စဉ်းစားပြီးနောက်အေးဒါပဲသွားတော့ဟု ဆိုလိုက်လေသည် မောင်းခင်နိုင်သည်ကိုနန္ဒာကိုအထူးဆန်းလိုစူးစိုက်ကြည့်ပြီးအခန်းတွင်းမှထွက်သွားလေသည် မောင်ခင်တိုင်းထွက်သွားလျင်ကိုနန္ဒာသည်စာအုပ်ကို ပြန်လဲကောက်ယူသည်ဝဲဘတ်တော့မှလိပ်စာကို ကြည့်မိပြန်လေသည်သူသည်စာကိုဖောက်၍ဖတ်ရန်မဝင့်မရဲရှိနေမိသည်လို့စာအိတ်ကိုစပွဲပေါ်သို့ပြန်၍ချလိုက်ပြန်သည်ထို့နောက်သူသည်ပြန့်လွင်သော စိတ်တန်တန်ကိုလွတ်ပေးလိုက်လေသည်ရှမ်းပြည်သို့ဒုတိယကြိမ်ပြန်ရောက်သောအခါမှာစောမာလာနှင့်ဆုံရသည်ကို သူအမှတ်ရမိသည် ထိုစဉ်ကအိမ်တော်မပြူရသေးသောကိုနန္ဒာသည် ရှမ်းပြည်သို့အရောက်လာပြီးနောက်တောင်ကြီးမြို့ဤတာယာလှပလွန်သောနှွေဦးရံများတွင်နှလုံးသားနှင့်ပတ်သက်သောစွန်စားကန်းကလေးများနှင့်ကြုံဆုံရန် တောင်းတခဲ့မိလေသည်မြို့သို့ပင်ဆိုစေရှမ်းမြို့သမီးကလေးတယောက်လောက်နှင့်တီကျွမ်းရာကတန်ရောစဉ်အနှောင်ဖွဲ့ကိုထားပစ်ခဲ့ခြင်းလေသည်ရှင်မူးဘွယ်ကောင်းသောတောင်ကြီးဤနှွေဦးရံများ၌ကံမောစာအနွယ်ကလေးနှင့်ရှင်နွေးဝေရများကြုံဆုံခဲ့ရပါသည်ဟုပြောစမှတ်တွင်လေလိုသော စန္နာကို ကိုနန္နာမှာရှိနေခဲ့သည်နှင်းငွေရည်သည်၎င်း cherry ဘန်းသည်၎င်းတောင်နှမ်းပြာသည်၎င်းမမိအပ်သောတင်ငေတာများဖြင့်နှစ်ဦးစလုံး၏အသေးနှလုံးမှာစွဲမြဲကြံ့ရည်စေလိုသောအဖြစ်ကို သူဖန်တီးလိုခဲ့သည် ရင်းအခေါက်ကကိုနန္နာသည်မြို့တော်တဲခိုကန်း၌တဲခိုလေသည်တဲခိုစခန်းသည်ရုပ်ရှင်ရုံနှင့်တွဲလျက်ပင်တည်ရှိသည်ဖြစ်ရာတခါတည်းရန်အားလက်သောအချိန်၌ကိုနန္နာသည် ရုပ်ရှင်ရုံတွင်ဝင်ရောက်အပြင်းဖြေလေသည် ထိုရုပ်ရှင်ယုံအတွင်းမှာပင်စောမာလာနှင့်ကိုနန္နာတို့စုံမိကြသည် အထူးရန်တနီယာ၌ထန်ကုန်ချင်းရှင်ကြသည်ကိုအကြောင်းပြုလျက်မုတ်ဆိုးကိုနန္နာသည်တားကောင်ကိုအမိယာဖမ်းလေသည် ထိုစဉ်ကမူသူကိုယ်တိုင်တားကောင်ဖြစ်လာရလိမ့်မည်ဟုစိုးစင်းမြမတွေးခဲ့ပေစောမာလာကိုရုပ်ရှင်ယုံအတွင်း၌မြင်ဘူးခဲ့ပြီးနောက်ဈေးနေ၌ဈေးတွင်တဖန်မြင်ရပြန်သည် ထိုစဉ်ကကိုနန္နာဘေးတွင်စာအုပ်ကိုယ်စားလှယ်တူကအသင့်ရှိနေရာ ဆောမာလာနှင့်ပတ်သက်သောတီကောင်းရာရာကိုမေးမြန်းမိလေသည် ခမည်းသူကိုစိတ်ဝင်စားနေပြီထင်တယ်လွဲပါတယ်ဗျာသူဟာကျွန်တော်တို့ဆိုင်ကဖောက်တယ်ပါပဲကျွန်တော်နဲ့မျက်မှန်တမ်းမိနေသူပါပဲခမည်းရေးတဲ့စာအုပ်တချို့တောင်ဝယ်သွားဘူးပါသေးတယ်အတိဖြစ်ချင်းရင်ညနေကြစောင့်နေကျွန်တော်လာခေါ်မယ်သူတို့သူနဲ့အတိဖြစ်အိမ်ကိုအတူတူသွားကြမယ်အလိုက်တီးသောပါနဲ့သောစာအုပ်ကိုစလေကြောင် ထိုနေ့ညနေဘက်မှောင်ရီတန်းချိန်၌စောတို့အိမ်တို့ကိုနန္နာ ရောက်ရှိကားခဲ့ရသည်စောတို့နှင့်အတီကျွမ်းဖြစ်ရလေသည်ဆရာစာအုပ်တွေစောတို့ညီမကြိုက်ပါတယ်ဆရာဆိုစဉ်က ကိုနန္နာတွင်ခြေနဲ့ဝမ်းမြောက်ခြင်းဖြစ်ရသည်စောမာလာတွင်ညီမနှစ်ယောက်အမတစ်ယောက်ရှိသည်စောမာလာကတောင်ကြီးဥပဇာကောလိပ်တွင် တက်ရောက်တင်ကြားနေသည်ကျန်ညီမနှစ်ယောက်ကတက္ကသိုလ်ဝန်ထမ်းသို့ရောက်ရှိကြပေပြီး ဆရာတောင်ကြီးကိုလာတာကိစ္စနဲ့လားအလေတက်တက်ပဲလားစောမာလာအမေးစကားကြောင့်အလေလာခြင်းဖြစ်ကြောင်းဖြေရသည်ပြီးတော့ရန်ကုန်မကြီးနေပြီးရန်ကုန်အကြောင်းကြီးရေးရတာလဲညီးခွေလာပြီလေဒါကြောင့်ရှမ်းပြည်လာပြီး ရှမ်းပြည်အကြောင်းကလေးပါကလေးရေးဖို့စိတ်ကူးထားတယ်ကိုနန္နာကဆိုသည် ထိုအခါစောမာလာက ကောက်ခါငင်းငါမေးသည် ရှမ်းပြည်နဲ့ပတ်သက်ပြီးရေးမယ်ဆိုရင်တော့ရှမ်းပြည်ကိုအတော်စိတ်ဝင်စားမယ်ထင်တယ် အတော်ကလေးရှမ်းပြည်ကြောင်းတိထားလိလာခဲ့တယ်ထင်ပါတယ်။စောမာလာကမေလာဒီတွင် ကိုနန္နာက ရှမ်းပြည်ပေါ်စိတ်ဝင်စားကြောင်းပြောပြခဲ့သည်။ထိုအခါစောမာလာကစကားဆက်သည်။ဒါရက်စရာ ရှမ်းပြည်လို့ဖြစ်တည်မလာခင် ခရစ်တော်မပေါ်မီနှစ်ပေါင်းအနှစ်တစ်ထောင်လောက်ကတရုတ်ပြည်ရှမ်းစီနယ်မှာထိုင်းအမည်နဲ့ရှမ်းအနယ်တွေနေခဲ့တာဆရာသိမယ်ထင်ပါရဲ့။ ကိုနန္နာသည်စောမလာ၏အမေးကိုခေါင်းခါ၍အပြေပေးမိသည်မတိချောင်းပြောရသည် ထားပါတော့ဆရာ ခရစ်တက်ဂရဲ73ရာစုနှစ်လောက်မှာတာတပြင်းဂျင်ဂျစ်ခန်ကတရုတ်ပြည်ကိုသိမ့်ပိုက်ပြီးနန်ကျောက်နိုင်ငံကိုပါထိပါလာတော့ထိုင်းတွေကသူ့ကြုံမခံလို့စိတ်နဲ့ယူနန်နယ်ကထွက်လာပြီးအာတန်မြန်မာအင်ဒိုချိုင်းနာဒေသများမှာ အကွဲအကွဲအပြပြနေထိုင်လာကြတာကိုရောဆရာလေ့လာဘူးပါသလားဖတ်ဖူးပါသလားအဲ့ဒီလိုကွဲပြားလာရကတန်လွင်မြင့်နီးပါးမှာနေလာသူတွေကို ရှမ်းလို့တစတဲ့တစခေါ်လာတာကိုဆရာသိပါသလားစောမာလာဤအမေစကားကိုကိုနန္နာတလုံးတစ်ပါးတားမှမဖြေနိုင်ဒီတို့သောရာဇဝင်သမိုင်းကြောင့်နှင့်ခြီလာလိမ့်မည်ဟုလဲသူမထင်စဘူးဒီအမေမျိုးမေးလာလိမ့်မည်ဟုလဲမတွေးစဘူးဖြစ်ချေသောကြောင့် ကိုနန္နာသည်သောမာလာရှိ၌တောက်တက်လှင်းနေသည်တက်ပင်အခံရခက်နေလေတော့သည် ရှက်ယွန်ချင်းဖြင့်ကိုနန္နာမှာမျက်နာမထတတ်အောင်ရှိတော့သည်ထားပါတော့ဆရာစောကျွန်းကျင်တဲ့တမိုင်းဘာသာရက်မှုဆရာမသိရင်လည်းဖြစ်နိုင်ပါတယ်ပြစ်ဆက်ခက်ကာလအနည်းနဲ့ကောဆရာရှမ်းပြည်ကြောင်းဘယ်၍ဘယ်မြတီထားပြီးပါပြီလဲရှမ်းပြည်ရဲ့ဘယ်နယ်တွေကိုဆရာရောက်ခဲ့ပါသလဲဒီခါတွင်တော့ကိုနန္နာသည်ပထမတစ်ခေါက်ကကလောသို့ရောက်ခဲ့ပုံ ပင်းတရာမှာရွှေဥမင်းဖျားဖူးခဲ့ပုံများကို၎င်းတောင်ကြီးမြို့နှင့်အင်းလီကန်ချောင်းကို၎င်းတွက်လက်ချက်ချစွာပြောနိုင်သည်ပြောရင်းမှမိမိအဖြစ်ကိုမိမိတတိထားမိလာသည်ဆီယာမရှိတွင် စာအံပြနေရသောကလေးငယ်တစ်ယောက်တွင်ထင်လာမိသည်တို့ရာတွင်ဆီယာမသည်တပည့်ဖြစ်သူ၏အဖြစ်ကိုနှစ်ချိုင်လက်ခံနိုင်ဟန်မတူဘဲအလိုမကျသောအသွင်ပြင်သို့တစတဲ့တစကူးပြောင်းလာသည်ကိုမြင်ရလေသည် ရှမ်းပြည်ကြောင်းရေးကျင်တာနဲ့ရှမ်းပြည်ကိုလစ်လာဖို့လာပါတယ်ဆိုပြီးကလောတောင်ကြီးလောက်ကနေလှည့်ပြန်ရင်ဆရာစာဟာရှမ်းပြည်သူတွေကိုကူစားပြုတဲ့စာဟလို့ဘလို့ခေါ်နိုင်တော့မှာလဲဆရာဆရာစဉ်းစားကြည့်တမ်းမှာရှမ်းပြည်သူတွေဟာဆရာပြောတဲ့ကလောတောင်ကြီးမှာကြီးနေကြတာမဟုတ်ဘူးအရှိတ်ဆိုရင်ယူရီးယားနဲ့တရုတ်နေဆက်မြောက်ဘက်ဆိုရင်တိဘက်နေဆက်တန်လွင်မြစ်တစ်လျှောက်နဲ့ရှမ်းယိုမတစ်လျှောက်နေနေကြတဲ့ရှမ်းလူမျိုးတွေအကြောင်းကို ကလောတောင်ကြီးမှာတင်လိလာလို့ရပါမလားကလောမျိုးဆိုရင်내ချက်ရင်းရှင်တွေရဲ့တဲခုအနာယူစခန်းတွေကြောင်းตายရတယ်လို့ထင်ရတယ်ဥယောပမျိုးတမျိုးလို့ထင်ရလောက်အောင်ပဲကိုဟန်ပြောင်းနေတယ်တောင်ကြီးဆိုပြန်ရင်လဲရန်ကုန်မြို့နယ်မချာဝစ်စားသွားလာနေကြတာဆရာတွေ့မှာပေါ့စင်ရင်ထုံးဖွဲ့မှုနဲ့ပတ်သက်ရင်ရန်ကုန်မြို့နှီးပါခင့်မိနေတာမြင်ရမှာပေါ့ဆရာဒီမြို့ကလူတွေကိုကြည့်ပြီးရေးခဲ့ရင် ရှမ်းလူမျိုးတစုရဲ့အကြောင်းသာဖြစ်ပါလိမ့်မယ်။ရှမ်းပြည်သူတွေရဲ့အကြောင်းမဟုတ်ပါဘူး။အလွယ်ဆုံးဥပမာကို ပြောပြပါမယ်။ Cherry ပင်မဲဆိုပါတော့။တောင်ကြီးမှာ Cherry ပင်ရှိပေမဲ့ရှမ်းပြည်ရဲ့နေရာတကာတိုင်းမှာ Cherry ပင်မရှိပါဘူး။ကလောတောင်ကြီးကရှမ်းလူမျိုးတွေဟာလည်းရှမ်းပြည်အနှံ့မှာမရှိနိုင်ပါဘူးဆရာ။တောင်ကြီးမှာလူတော်တော်များများအနှွေးတွေဝင့်နိုင်ကြပေမဲ့အနှွေးတွေမဝင့်နိုင်ရှာတဲ့ရှမ်းလူမျိုးတွေအခြားဒေသမှာတပုံတပင်ကြီးပါပဲ။ စာရေးဆရာဆိုသူတွေတချင်းရေးဆရာတွေဟာရှမ်းပြည်နဲ့ပတ်သက်ပြီးရေးလိုက်ရင် cherry တို့တောင်တန်းပြားတို့နဲ့ပဲပြီးနေတာပဲပရိသတ်အနွယ်အေဂရီနဲ့တွေ့ဆုံရတာတို့ကရေးဖွဲ့လीရှိတာပဲဝိထုတွေတချင်းတွေကြည်လိုက်ရင်ရှမ်းပြည်ဟာတကယ်အိမ်မက်ဘုံနိဗ္ဗာန်ကြီးလို့ပဲတကယ်တမ်းရှမ်းပြည်သူတွေကြတော့ဒီလိုမဟုတ်ကြပါဘူးဆရာဆရာတို့ဟာဘုံကန်းကို ချဲ့နိုင်ကြသလောက်ငရဲကန်းကိုဖျောက်ထားကြတယ် ဆရာတို့စာရီဟာရှမ်းတစုရဲ့အကြောင်းသာဖြစ်ပြီးရှမ်းပြည်သူတွေရဲ့အကြောင်းမဟုတ်တော့ဘူးပညာရေးဘက်ကကြည်ရင်ပဲဖြစ်ဖြစ်ကျမ်းမာရေးဘက်ကပဲဖြစ်ဖြစ် လူမှုရေးဘက်ကပဲဖြစ်ဖြစ်အဖက်ဘက်ကအောက်ကျနောက်ကျဖြစ်နေတဲ့ရှမ်းပြည်သူအကြောင်းမျက်ွယ်ပြုတ်ပြီးခစ်သည့်တူဟန်ဘွားတွေကို မွေးထုတ်ဖို့ကြိုးစားလာကြတယ်ရှမ်းပြည်ကြောင်းဝိတ္ထုစပြီးဆိုတာနဲ့တပြိုင်နက်ရှမ်းမာကလေးနဲ့ဗမာယောက်ျားတို့ချစ်ကြိုက်ကြတာတွေပဲဖြစ်နေတယ် ရှမ်းမာကလေးတွေကိုခစ်သည်စောမွန်လှအဖြစ်မျိုးတွန်းပို့နေတယ်ဆရာ။တူဟန်ဘွားနဲ့စောမွန်လှအကြောင်းတော်တည်တံကောင်းပါရဲ့နော်။ကိုနန္နာဤမျက်နာမှာပူထူလာသည်ထင်ရ၏။ထူအန်းအန်းဖြစ်လာသည်ထင်မိ၏။စောမာလာဤစကားများကြောင့်အုံနောက်တွင်မှစိတ်ကူးရင်အိမ်မက်သည်တဝက်တစ်ပြက်နှင့်ပင်ပျောက်ပြက်လွင့်ပြေးလေသည်။စောပြောတဲ့စာရေးဆရာတွေတဲ့ကျွန်တော်မပါသေးဘူးထင်ပါတယ်စော။ကျွန်တော်ဟာရှမ်းပြည်နဲ့ပတ်သက်တဲ့အကြောင်းအခုထိမရေးသေးပါဘူး။ ကိုနန္နာသည်စောမာလာ၏အမေးစကားကိုမဖြေသေးဘဲသူ့ကိုယ်ကိုဥစွာခုခံကာကွယ်ခြင်းပြုလေသည်ဟုတ်ပါတယ်ဆရာမပါသေးပါဘူးဆရာကိုစောဒီချောင်းပြောနေတာဟာစောဟာဆရာကလွယ်ပြီးတခြားစာရေးဆရာတွေနဲ့မတိလို့ပါပဲမကြုံမစုံဘူးလို့ပါပဲရှမ်းပြည်ချောင်းရေးမယ်ဆိုရင်ချယ်ရီပွင့်လောက်ကလောတောင်ကြီးလောက်ကိုလေ့လာပြီးမရေးပဲတကယ်ရှမ်းတွေချားမှာဝင်ဆက်အောင်ကြိုးစားပါလို့ဆရာကိုစောပြောခြင်းပါတယ် ရှမ်းပြည်သူတွေတဲကိုစင်ပြီးသူတို့ခံစားရတဲ့ဒုက္ခဒုက္ခကိုလေ့လာပါလို့စောတိုက်တွန်းလိုပါတယ်ဆရာဆရာလေ့လာခြင်းနဲ့ဆိုရင်တနေ့နေ့မှာစောကိုယ်တိုင်ဆရာအတွက်စီစဉ်ပေးပါမယ်ထို့သို့ဖြင့်ကိုနန္ဒာသည်မထင်မှတ်ပဲစောမာလာနှင့်ဆုံရကမမျောလင့်သောစကားများကိုကြားခဲ့ရသည်ဖြစ်ပြီးစောမာလာတို့အိမ်မှအောင်မြင်စွာပင်ပြန်လွယ်ဆုတ်ခွာလာခဲ့ရလေသည် သူမျှော်မှန်းထားခဲ့သောကမ္မောဇာအနွယ်နှင့်ပတ်သက်သည့်ရင်ခုန်ရခြင်းမှာနှလုံးသားပြဿနာကြောင့်မဟုတ်ဘဲတမျိုးတစ်ပုံ ဖြစ်နေခဲ့လေသည်ကိုနန္နာသည်သပွဲပေါ်မှစာကို ကောက်ကင်လိုက်ပြန်လေသည် စာကိုဖွင့်ဖောက်ဖတ်ရှုရန်ကမဝင့်မရဲရှိနေမိစေဖြစ်လေသည် ရှမ်းပြည်သို့ငါးနှစ်တားမျှမရောက်ရှိခဲ့ရသည့်နောက်ပိုင်းတွင်ရှမ်းပြည်နှင့်ပတ်သက်သောဝိထုတော်တော်များများကို ရေးသားခဲ့လေသည် ထိုဝိထုများနှင့်ပတ်သက်လျက် စောမာလာကဝေဖန်ခြင်းပြုလာလေသည်လားအပြစ်တင်ခြင်းပြုလာလေသည်လားဟုကိုနန္နာတွေးတော်မိသည်ကိုနန္နာကတက်ပြင်းတစ်ချက်ရှိုက်လိုက်သည်ဆုံးဖြတ်ချက်ချလိုက်သလိုစောမာလာဤစာကိုဖွင့်ဖောက်ဖတ်ရှုလိုက်လေသည် စာမှာသူကြိုတင်တွေးဆခဲ့သလို ဝေဖန်စာပြစ်တင်စာမျိုးမဟုတ်ပေစောမာလာကသူ့ကိုတရိယာနေကြောင်းသူရေးသောဝိထုများကိုလည်းဖတ်ရှုရကြောင်းယခုအခါ ပန်ချိုင်းစခန်းနှင့်အတန်ဝေးသောနေရာသို့ရောက်နေကြောင်းထိုဒေသရှိကလေးများကို စားပြနေကြောင်းချယ်ရီဘေးမရှိသောအရက်ဒေသရှမ်းလူမျိုးတို့၏အဆအဆနေကြသောဒေသဖြစ်၍ပြည်သူနှင့်နီးစပ်သောဒေသဟု ဆိုနိုင်ကြောင်းကိုနန္ဒာအနေနှင့်ဖြစ်နိုင်မည်ဆိုလျင် ထိုဒေသသို့ယခုနှင့်နှွေဦးပေါက်တွင် လာရောက်လဲပတ်စေလိုကြောင်းများခြေသာထားလေသည်သောအခုရောက်နေတဲ့ဒေသမှာချယ်ရီဘန်းမရှိပါဘူးဆရာ။ စိမ်ပန်းပြာကိုလည်းမမြင်ရပါဘူး။ဆရာတို့ဝိထုထဲမှာပါဝင်လေးရှိတယ်။ပအိုနီနဲ့မောရဲ့အလှဧကရီဆိုသူတွေကိုလည်းတွေ့ရမှာမဟုတ်ပါဘူး။ထင်းရှုနဲ့ယူကလစ်နံလည်းမသိမှာဘူး။ဒါပေမဲ့တိန်ချောင်းရေကြီးကြီးကိုလည်းဆရာတောက်နိုင်ပါတယ်။ပဲပုတ်ခင်းတဲ့ဆရာကိုတက်ခင်းနိုင်ပါတယ်။အပြန့်အပြောကျယ်ဝန်းလာတဲ့ဆေးကင်းတွေပဲကင်းတွေကိုဆရာမြင်ရပါစေမယ်။လက်ဖက်ခူးကြတဲ့ပလောင်တောင်သူ ဓနုနဲ့ဝစတဲ့လူမျိုးစုံတွေကိုလည်းလေ့လာနိုင်ပါတယ်။ဆရာလာရင်စောရဲ့တပည့်လေးတွေက ရှမ်းအိုးစီကိန်းညာအကတွေနဲ့စီးကြိုဖို့အသင့်ရှိကြပါတယ်။ဟုစောမာလာစာတွင်ကြည်နူးစွပြတ်မွယ်ရေးသားထားသည်။အိမ်တို့ပြန်ရောက်သောခါတွင်လည်းကိုနန္ဒာသည် ခြေကုံလက်ပန်းကျနေတဲ့ကဲ့သို့ရှိနေလေသည်။မလုံမရှားခြင်းစကားမပြောခြင်းလောက်အောင်ဖြစ်နေသည်။ဘာရဲ့ဟုတိတိကျကျမသိရဘဲစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့လေသည်။ မတီလာကကိုနန္နာထိုင်နေသောပက်လက်ကလေးထိုင်အနီးမှာကျမ်းမြင်တွင်ကြုံကြုံယုံယုံထိုင်သည်ဒီနှစ်ຫນွေမှာကိုရှမ်းပြည်ကိုသွားခြင်းသွားပေါ်တီလာလဲခလေးမွေးရင်မမေတို့စီပြန်နေမယ်စိတ်ကူးထားတယ်ဟုလင်ကိုမျက်နှာချိုးတွေး၍ပြောလေသည်ကိုနန္နာသည်အတန်ကြာမျှခက်မစိတ်နေပြီးနောက်ရုပ်ချီးဆိုသလိုထိုင်ရာမှထ၍ရက်လိုက်သည်သူသည်စိတ်ရှုပ်သည့်အဟံဖြင့်ဇနီးကိုမကြည့်ပဲပြောလိုက်သည် မတော်ပါဘူးကွာကိုဘဲမှမတော်ပါဘူးထို့နောက်နိုင်ငံကျော်စာရေးဆရာကိုနန္နာသည် စာရေးစပွဲပေါ်သို့တွားရောက်ထိုင်ချလျက်ရေးလက်စာဖြစ်သောချယ်ရီပွင့်ချိန်မောင်ပြန်လာမယ်ဝတ္ထုကိုဆက်လက်ရေးသားခြင်းပြုလေသည်ချင်းတွင်ဂျာနယ်အမှတ်109